မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြဝတီမှထွက်ပြေးလာသောကြားဖြတ်တရုတ်များနှင့်နိုင်ငံခြားသားများဖအံကြိုက်ဖို့လမ်းကြောင်းမှတက်စဉ်ရန်ကုန်သို့တက်စစ်တပ်ကလည်းခင်းများဖြင့်ငွေအတောင်းအရန်ကျန်းနေပြီးစစ်တပ်လောက်ခံကရင်လက်နက်ကိုင်များကတည်ယူဖို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်အတွင်းမှထွက်ပြေးလာသော ကြားဖြန့်တရုတ်များနှင့်နိုင်ငံခြားသားများဖအံကြိုက်ထိုလမ်းကြောင်းမှတဆင်ရန်ကုန်သို့တက်ရောက်စူးစမ်းနေကြောင်းကရင်စစ်ရေးတရေရင်းနှင့်ဒေသတရေရင်းများကသတင်းဌာနကိုပြောကြားပါသည်။ယခုရက်ပိုင်းတွင်မွန်ပြည်နယ်ကြိုက်ထိုမြို့နယ်ရှိရိုးရိုးလေးနှင့်ဟိုတယ်၌တရုတ်နိုင်ငံသားကြားဖြန့်လုပ်ကိုင်သူတရာကျော်ခန့်တဲခိုခဲ့ပြီးအဆိုပါတရုတ်နိုင်ငံသားအများစုမှအသက်အရွယ်ငယ်သူများဖြစ်ကြောင်းထူးခြားချက်မှာမြန်မာနိုင်ငံသားစစ်စစ်ရေးကဖြစ်သော စတုံးညင်းဆောင်မှတ်ပုံတင်ကင်ဆောင်ထားသောတရုတ်ချို့လေပါဝင်ကြောင်းနိုင်ငံသားစစ်စီရေးကကင်ဆောင်ထားတော်လေတရုတ်များမှမြန်မာစကားပင်မတက်ကြောင်းအဆိုပါတရုတ်နိုင်ငံသားများကိုမြဝတီမှဖအံမျိုးအထိတည်ယူရာတွင်စစ်တပ်နှင့်အဆင်ပြေသောလက်နက်ကင်များကလိုင်းစင်မဲ့ကများဒေါ်တွင်လက်များမှတက်စဉ်တဲဆောင်လာခဲ့ခြင်းဖြစ်ကြောင်းထို့မှတက်စဉ်စိုက်ထုတ်မျိုးတို့ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါသည် ဒီလိုမျိုးလူကုန်ကူးမှုနဲ့ဆက်ဆက်တဲ့ကြားဖြတ်ဆိုတာတွေပေါ်ပေါ်ထင်ထင်ကြီးသွားလာနေတာကိုမြင်ရတော့စိုးရိမ်စရာပဲအထက်ကတာဝန်ရှိသူတွေအနေနဲ့ထေချာဆောင်ဆန်းအရေးယူသင့်ပါတယ်ဟုဒေတာသတင်းရင်းမြစ်ကပြောဆိုပါတယ်ကြားဖြတ်တရုံများမှာစိုက်ထုံမှာရန်ကုန်လေစိတ်တို့ဆက်လက်သွားရန်ကြိုးစားနေကြပြီးရင်းကြားဖြတ်တရုတ်အဖွဲ့ကိုတည်ယူပေးနေသူများရှိကြောင်းတည်ယူသူများမှာဆန်ရှိခေါင်းဆောင်နှင့်သူရဆိုသူတို့ကစီမံနေခြင်းဖြစ်ကြောင်းပထမအတော့ကြားဖြတ်တဲ့ချုပ်ကိုရန်ကုန်သို့ပို့ဆောင်ပြီးဖြစ်ကြောင်း ယခုကြိုက်ထုတ်မှတရုတ်ကြားဖြတ်များကိုဒုတိယအတော့အဖြစ်ရန်ကုန်သို့တည်ယူရန်ဖြစ်စင်နေကြခြင်းဖြစ်ကြောင်းသိရပါတယ်။တရုတ်ကြားဖြတ်များမှာအတုံးလိုက်ထွက်ခွာနေခြင်းဖြစ်ပြီးတတုတ်လျင်ကျပ်သိန်းတစ်ထောင်ကျော်မှ3500ခန့်အထိပြီးပြီးရန်ကုန်သို့ထွက်ခွာနေကြခြင်းဖြစ်ကြောင်းသိရပါတယ်။မြောက်ပိုင်းမှာဖအံမော်လန်ညိုင်းမူတုံစသည့်ကြားဖြတ်များဖြတ်တန်းညာလက်တလျှောက်တွင်လည်းစစ်တပ်နှင့်ရဲများကငွေညှိမှုများအကြီးကျယ်လှုပ်ဆောင်နေပြီး26မိုင်စစ်စစ်ရေးဂိတ်တွင်ခရီးသည်တင်ကအသေးဆိုပါကလူ3ယောက်ထပ်ပိုလျက်ကားတစီ8000ကျပ်ပေးရကြောင်း အလားတူသုံးလဆုံဂိတ်ကိုဖြတ်တန်းပါကလည်းကာတစည်းလည်းရေရေကြီးသုံးထောင်ကျန်ရှင်ထိန်သုံးထောင်ကျန်ရေမတ်ပုံတင်ဌာနကတသောင်ကျန်စစ်သားဂိတ်နှစ်ခုကတကိတ်လျင်တသောင်ကျန်ဆရာဖဂိတ်ကတသောင်ကျန်လောက်ဝကဂိတ်က၅ထောင်ကျန်စသဖြင့်ပေးချေနေရကြောင်းသိရပါတယ်ဆလပီစစ်စင်ရေးချရှုံးမှုလက်ပီးလက်ယူမှုများဖြင့်အေးအေးယူခံရသောနမခတိုင်မှုဘုံမှုကျုပ်မျိုးမထွေဤဇနီးနှင့်မိသားစုဝင်များကိုပါစစ်တပ်ကဖမ်းဆီး တိုင်မှုအသင်းဘုံမှုချုပ်ကျော်သူရတာဝန်ဆယူပြီးစစ်ဆေးရုံကိုသွားစစ်ဆေးတဲ့ဆွေတဲ့ရင်ကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နေပြည်ဖြစ်သောစကိုင်းတိုင်းနှင့်ချင်းပြည်နယ်တွင် စစ်စင်ရေးကြာရှုံးမှုလက်ပေးလက်ယူမှုများဖြင့်အရေးယူခံရသောနမခတိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေးဤစနီးနှင့်မိသားစုဝင်များကိုပါစစ်တပ်ကဖမ်းဆီးထားကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောဆိုပါတယ်။နိုဝင်ဘာလ10ရက်ဝင်းကျင်မှစတင်ပြီးတိုင်းမှုဟာဘုံမှုချုပ်မျိုးမင်းထွေးကိုနေပြည်တော်စစ်ရုံးကဖမ်းဆီးစစ်ဆေးခဲ့ကြောင်း မူလကစနီးနှစ်မိသားစုဝင်များကိုမုံရွာရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိတိုင်းမူနေအိတ်တွင်နေထိုင်ခွင့်ပေးခဲ့ကြောင်းတို့ရတွင်တိုင်းမူဘုံမူချုပ်မျိုးမဲထွေးတွင်လက်ပေးလက်ယူမှုများပေါ်ပေါက်လာပြီးနောက်စနီးနှစ်မိသားစုဝင်များကိုစစ်တပ်ကခေါ်ယူဖမ်းဆီးသွားကြောင်းသိရပါတယ်ဖမ်းနေဆိုတာထက်ယာယီထိန်းသိမ်းလိုက်တယ်ဆိုရင်ပုံမှန်မယ်ဇနီးနဲ့မိသားစုဝင်တွေကိုလည်းစစ်တာတွေရှိပါတယ် အခုကဇနီးရောမိသားစုဝင်တွေရောသားသမီးတွေရောအကုန်ထိမ့်သိမ့်ခံထားရတဲ့ဟုနေပြီးတော့စစ်ဘက်တရင်ကြီးမြက်ကပြောဆိုပါတယ်။လက်ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘိုးချုပ်မျိုးမင်းတွေကိုလက်ပေးလက်ယူမှုစစ်စစ်ရေးချရှုံးမှုများဖြင့်ယာရုမဖယ်ရှာစစ်ခုံရုံတင်လိုက်ပြီးနောက်ကလောမစစ်ဦးစီးတက်ကတူကြောက်အုပ်ကြီးဘုံမှုချုပ်ကျော်သူရာကိုတိုင်းမှုအသည့်ဖြစ်ခန့်အားလိုက်ပါတယ်။နမခတိုင်မှုအသည့်ဖြစ်လာသောဗိုလ်မှူးချုပ်ကျော်သူရမကလော်စစ်ဦးစီးတက်ကတော့ကျောက်အုပ်ကြီးအဖြစ်မှတိုင်မှုရာတို့ရာတို့ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။ ၎င်းမှာစစ်တပ်ကတော့အဖက်စင်40မှာဖြစ်ပြီးနိုင်ငံတော်ကာကွယ်ရေးတပ်ကတော့အမတ်ခွနင်းစစ်စီရေးကိုကဲမှုဌာနချုပ်မှုစေဦးစီတပ်ကတော့တို့တွင်ရာထူးတာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။တိုက်မှုတွင်ဗိုလ်မှူးချုပ်ကျော်သူရာမှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ရောက်ရှိနေပြီးစတင်တာဝန်ယူနေပြီဖြစ်ကြောင်းယနေ့တွင်မုံရွာမြို့ပေါ်ရှိစစ်စေးရုံများသို့တွားရောက်အားပေးကြည့်ရှုခဲ့ကြောင်းသိရပါတယ်။ စစ်တပ်၏ဖမ်းဆီးအရေးယူမှုခံလိုက်ရသောအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မူဟောင်းဖော်မှုချုပ်မျိုးမဲတွေ့သည်အလုတ်တင်ဖို့တင်နံဒေသ26မှဖြစ်ပြီးဓမ္မဆက်တင်လောက်ခိုင်ဒေသကုတ်ကဲမှုစစ်ဌာနချုပ်ကြောင်မဲအမတ်တစ်စစ်စစ်ရေးကုတ်ကဲမှုစစ်ဌာနချုပ်တို့တွင်ဓမ္မမှုတာဝန်ယူခဲ့ကောင်း MNDAA ထံတွင်လက်နက်ချအညံ့ခံခဲ့သူလည်းဖြစ်ပါသည်အတူပီနိုင်ငံတကာညီလာခံတွင်မြန်မာနိုင်ငံလူ့အခွင့်အရေးခြေနေများကို NUG ကိုယ်စားလှယ်ရုံးကတင်ပြဆွေးနွေးမဲ့ဆွေးတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံဆိုးမျိုးတွင်ပြုလုပ်သည့် အတူပီနိုင်ငံတကာညီလာခံတွင်မြန်မာနိုင်ငံလူအခွင့်အရေးအခြေအနေများကို NUG ကိုယ်စားလှယ်ရုံးကတင်ပြဆွေးနွေးခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ25ရက်နေ့26ရက်နေ့တို့တွင်ပြုလုပ်သည့် International Conference Marking the 20th Anniversary of the Responsibility to Protect R2P North Korean Human Rights and Responsibility to Protect R2P ၌အမျိုးသားညီညွတ်ရေးအစိုးရကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးမှစစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံလူ့အခွင့်အရေးခြေနေများကိုတင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်